Miss Universe မြန်မာပြိုင်ပွဲကိုမဝင်ခင်မှာ Miss Drama ဆုကိုရရှိဖို့အလားအလာရှိနေတဲ့ခင်ရနာဆိုးအားလုံးပဲမင်္ဂလာပါဗမိစနောင်းကနေကြွဆိုလိုက်ပါတယ်ခင်ရနာဆိုးကအစတော်စိုင်းမင်းသမီးဘဝကနေခုဆိုရင်တော့အလှမဲ့လောကရဲကိုကူးပြောင်းသွားပါပြီအလှမဲ့ပြိုင်ပွဲဝင်ခန်းဒီမှာခင်ရနာဆိုးကအင်တောင်ရင်နဲ့ပတ်သက်ပြီး Drama တွေလုပ်နေတယ်လို့ဝေဖန်ခံနေရတဲ့သူပေါင်းသူရဲ့ဘဝကရုပ်ရှင်စကားတကားလို့တနာစရာကောင်းနေတာကြောင့်ပရိသတ်တွေက Miss Drama ဆိုးနဲ့ထိုက်တန်တယ်လို့ပြောနေကြပါတယ် Miss Universe ဘကိုးဆုကိုရထားတဲ့ခင်ရနာဆိုးက ချိန်တုန်းကတော့ The Voice မြန်မာပြိုင်ပွဲကိုလည်းဝင်ပြိုင်ခဲ့ပါသေးတယ် မြန်မာရင်တော့ပြန်ပွဲကိုဝင်ပြိုင်ခဲ့ပြီး top 10ကိုမရောက်ခဲ့ပေမဲ့ The Voice မြန်မာပြန်ပွဲကိုဝင်ပြိုင်ချိန်မှာပေါပေါမြမြဖြစ်သွားတာပါဒီလိုစုတွေကိုရသွားအောင်နောက်ွယ်ကနေပတ်မိုးပေးခဲ့သူကတော့ခင်မွန်တဲဖြစ်ပြီးခင်မွန်တဲဟာအရန်နောက်အေးသူဖြစ်ကြောင်းဂုံတင်ပြောဆိုခဲ့ပါတယ်သူရဲ့ခင်မွန်ကစီပွားရေးနဲ့အရှာတော်တလို့နားလဲအေးပြီးလှုပ်ချင်တာမှန်သမျှကိုပတ်မိုးပေးတာကြောင့်အိမ်တော်ရေးကံကောင်းသူဖြစ်တယ်လို့ပြောခဲ့ဘူးတာပါနောက်ပိုင်းမှာတော့ခင်ရနာစိုးကခင်မွန်တဲ့ရဲ့အိမ်တွင်းအကြံဖတ်မှုတွေကိုခံလိုက်ရပြီးကြွရှင်ခဲ့ပါတယ်။မကြာခင်မှာရှင်ပြိုင်တော့မဲ့ Miss Universe မြန်မာ ပြိုင်ပွဲမှာလည်းခင်ရတနာစိုးကအိမ်တွင်းအကြံဖတ်မှုကိုခံရတဲ့အမျိုးသမီးတွေအတွက်တတိတွေရှိစေမဲ့ project နဲ့ရှင်ပြိုင်မှာဖြစ်ပါတယ်ခင်ရတနာစိုးကဒီလိုပြိုင်နိုင်အောင်သူ့ဘဝနဲ့ရင်းပြီးရထားတဲ့အတွေ့အကြုံတွေကိုချပြသွားမှာပေါ့ရှစ်တန်းနှစ်မှာရေးစားထားပြီးအိမ်မပြန်ရတော့လို့လက်ထလိုက်တဲ့ခင်ရတနာစိုးကအသက်ငယ်ငယ်နဲ့အိမ်ထောင်ချသွားခဲ့ပါတယ် ချိန်မတဲကအိမ်တွင်အကြမ်းဖက်မှုတွေလုပ်တာကြောင့်ဘောပင်အောင်မကင်နိုင်ခဲ့ပဲဆယ်နှစ်လည်းမအောင်ခဲ့ပါဘူး။ကမွန်တဲပေးတဲ့ဒဏ်ရာရကြောင့်အီကိုဘာသာကိုမဖြစ်နိုင်ပဲစာမျက်များရင်းရင်လက်နာလာရတယ်လို့ဆိုပါတယ်ခင်မောဟောင်းကြောင့်ပဲပညာရေးလဲဆုံးကမတိုင်ခဲ့တဲ့လုံးစိမ့်လိုက်မှန်ပါလောက်တဲ့အိမ်တောင်ရေကနေရုံထွက်ဖို့အတွက်ခြောက်နေခန့်ကြခဲ့ပြီးခင်မွန်တဲပေးတဲ့ဒဏ်ရာကတသက်တခုဖြစ်ကွာရှင်းခွင့်ရသွားခဲ့ပါတယ် လူတစ်ဖက်သားကိုအယံအာနာတတဲ့ခင်ယရနာဆိုကအရင်ကတော့ခင်မွန်တဲ့ကောင်းချောင်းတွေကိုပြောခဲ့ပေမယ့်အလောက်မဲ့ပြိုင်ပွဲဝင်ကဏီမှာတော့ခင်မွန်တဲ့ရဲ့ဆိုးကွက်တွေကိုပြောနေခဲ့တဲ့သူပေါင်း ဒီလိုပြောဆိုတာကလည်းနှိမ်ချချင်တာကြောင့်မဟုတ်ဘဲအိမ်တွင်းအကြပ်ဖက်ခံရတဲ့မိန်းကလေးတွေကယုံထွက်နိုင်အောင်တတိတွေရှိစေချင်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ခင်ရတနာစိုးရဲ့ဇကားတွေကရှင်းအောင်မညီတာကြောင့်ဒီလိုမပြောသင့်ကြောင်းဆုံးမနေကြတာပေါ့။ခင်ရတနာစိုးဟာအိမ်တွင်းအကြပ်ဖက်ခံရလို့ဘောပင်တော်မကန်နိုင်ပေမဲ့အာသုံးရတဲ့ဆိုင်းကိုတော့တီးနိုင်တာကလည်းထူးဆန်းနေပါတယ်။ခင်မောင်းဟောင်းကအရန်နာအေးပြီးပတ်မိုးပေးတတ်တယ်လို့ပြောခဲ့ပေမဲ့အခုတော့အိမ်တွင်းအကြပ်ဖက်သူဖြစ်နေတဲ့အကြောင်းကိုတွင်တွင်ကြဲကြဲပြောနေတာပေါ့။ ရှင်းအောင်မညီတဲ့ဇကားတွေကြောင့်ခင်ယရနာဆိုးကိုဒရမမင်းသမီးလုံရမယ်လို့စောင့်နေကြပါတယ်။ဒါပေမဲ့ခင်ယရနာဆိုးကတော့ဝေဖန်မှုတွေကိုဂယုမဆိုင်ဖဲ Miss Universe မြန်မာပြိုင်ပွဲကြီးကိုတေချာပေါက်တော့ပြိုင်မှာပါ။ရှင်းအောင်မညီတဲ့ဇကားတွေနဲ့အလှမဲ့တယောက်ရဲ့စံနှုန်းနဲ့မညီဘူးဆိုတဲ့ဇကားတွေကိုလည်းခင်ယရနာဆိုးကမကြောက်ခဏကြောင်းနေရပြီးသူ့နေရာမှာအခြားသူသားဆိုရင်တော့လက်လျှော့လိုက်မှာဖြစ်ပါတယ်။ ဝေဖန်မှုတွေခံနေရတဲ့ကြားကနေခင်ရတနာစိုးရဲ့ပတ်စံကလည်းပျောက်သွားခဲ့သေးတာပေါ့အခက်ခဲများစွာကြုံနေရပေမဲ့လည်းဖြက်လန်းကိုမလိုက်ဖဲအန်ဖလတ်တွေမှာတချင်းဆိုပြီးငွေရှာခြင်းနဲ့အကြောင်းကိုလည်းကိုညင်တောင်းထားသေးတာပေါ့ခင်မောဟောင်းကအရန်ပမိုးပေးတက်တယ်လို့ပြောခဲ့ပေမဲ့လည်းအလောက်မဲ့ပြိုင်ပွဲဝင်ပြိုင်ခံနေမှာတော့အင်တွင်းအကြံဖတ်မှုကိုခံရကြောင်းပြောနေတဲ့ခင်ရတနာစိုးကတကယ်ပဲဒရမာခွင်းဖြစ်နေလားဆိုတာပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင် ားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ